ကဲကျွန်တော်တို့ရဲ့ကဘာကြီးကိုငါတို့နဲ့သူတို့ဆိုပြီးဘာလို့များခွဲမိနေကြတာလဲဆိုတာကိုတစ်ခါတော့ဖေဖေတွေးကြည့်ဖူးပါလားကိုမွေးဖွားလာတဲ့မိသားစုကနေကိုယ့်နိုင်ငံအထိပဲကြည့်ကြည့်ကျွန်တော်တို့အားလုံးဟာဘယ်သူကအသေးလူဘယ်သူကအပြင်းလူဆိုတာကိုတတ်မှတ်ထားတဲ့မမြင်ရတဲ့မြင်းလေချာမှာနေထိုင်နေကြတာပါဒါမဲ့လေအဲ့ဒီမြင်းတွေကိုတကယ်တမ်းဘယ်သူကစွဲတာလဲပြီးတော့ဘာကြောင့်စွဲနေကြတာလဲဒီနေ့တော့အဲ့ဒီပေါ်စာကိုအတူတူအဖြေရှာကြည့်ကြရအောင်ပါ ဒီမဲကောလူအုပ်စုတွေကြားကခြားနာတဲ့မြင်းတွေဘယ်ကစလာတယ်လဲဆိုတာအပေါ်ယံကြည့်နေတော့ယိုယိုလေးမယ်နော်အဖေကလည်းရှင်းနေတာပဲလို့ထင်ရနေတယ်ဘာလို့လဲဆိုတော့လူတွေကြားကခြားနာချက်တွေဥပမာဘာသာစကားယဉ်ကျေးမှုရိုးရိုးတွင်မြင်နေဟာတဘာဝအတိုင်းပဲဖြစ်တည်နေတာလို့ကျွန်တော်တို့ကအလွယ်တကူယူဆတတ်ကြတယ်လေဒါပေမဲ့လေခဏလေးစဉ်းစားကြည့်ရအောင်တကယ်လို့မြအဲ့ဒီမြင်းတွေကတဘာဝတရားကြီးကပေးထားတာမဟုတ်ပဲလူတွေကိုယ်တိုင်ဖန်တီးထားတဲ့အရာတွေဆိုရင်ရောဟုတ်ပါတယ်အဲ့ဒါကပဲကျွန်တော်တို့အခုအဖြေရှာမယ်အဓိကမေးခွန်းပဲဖြစ်ပါတယ်ကဲ ဒီတော့ဒီကိစ္စကိုနည်းနည်းလေးနည်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 းတူးဆွဲကြည့်ကြအောင်ဒီအမေကအတွက်တော်တော်လေးစိတ်ဝင်စားရကောင်းပြီးအားကောင်းတဲ့ဖြူထူကတော့လူမှုဗေဒပညာရှင် Andreas Wimmer စီကလာပါတယ်သူ့ရဲ့လိလာတွေ့ရှိချက်တွေကအိုးစုရဲ့အမတ်လက္ခဏာဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့အမြင်ကိုလုံးဝပြောင်းပြန်လမ်းလိုက်ပြီးလောကကြီးကိုရှုမြင်ပုံကိုပါပြောင်းလဲသွားစေနိုင်ပါတယ်အင်းဒီအချက်ကတော်တော်လေးအရေးကြီးပါတယ်ဝေမင်းရောပြောချင်တဲ့အဓိကအချက်ကပါလဲဆိုတော့လေကျွန်တော်တို့ကြားကချားနာတဲ့မြင်ဒီဟာ တဘာဝတယောက်ကြီးကဖန်တီးပေးထားတာလုံးဝမဟုတ်ဘူးတဲ့ရှေးဘွေးတန်ဒီကာတွေကလည်းမပြောင်းမလဲရှိနေခဲ့လာမျိုးလည်းမဟုတ်ဘူးအမှန်တရားကတော့အဲ့ဒီမင်းတွေကိုကျွန်တော်တို့လူတွေကကိုတကက်ကြွကြွဖန်တီးနေကြတာပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ကိုယ်တိုင်ထိဆုပ်တယ်ပြီးတော့ကျွန်တော်တို့ကိုယ်တိုင်ပဲအဲ့ဒါတွေကိုထိထိနေကြတာပါအဲ့တော့ DEU အစကိုပညာရေးဆန်ဆန်ခေါ်ကြတာကတော့ ethnic boundary making ပေါ့မြန်မာလို့ဆိုရင်တော့လူမျိုးစုနည်းနည်းမြတ်တတ်မှတ်တိဆောက်ခြင်းလို့ပြောလို့ရမှာပေါ့အရေးကြီးတာက ဒါကတခါလွတ်လိုက်ပြီးရင်အပြီးပြတ်ပြီးသွားတဲ့ကိစ္စမျိုးလုံးဝမဟုတ်ဘူး။ဒါကအမြဲတမ်းရှင်သန်လှုပ်ရှားနေတဲ့လုပ်ငန်းစဉ်တစ်ခုပြ။ငါတို့ကဘာတူလဲ၊သူတို့ကဘာတူလဲဆိုလာကိုအမြဲတမ်းအပြန်ပြန်လန့်လန့်အလေးပဲဖွင့်နေရတယ်။ပြန်ပြီးတော့ညှိနှိုင်းနေရအဲ့လိုမျိုးပါ။ဒီနေရာမှာအမင်းတစ်ခုဘလောက်ကွာသွားလဲဆိုတာကိုရှင်းရှင်းလင်းလင်းတွေ့နိုင်ပါတယ်။အရင်ကအမင်းဟောင်းရဆွဲပေါ့နော်လူမျိုးဆိုတာကမွေကလေးကပါလာတဲ့ဇီဝပိတရားရထပ်မပီးတာပြောလို့မရဘူးကိုဖြစ်တည်နေတဲ့အရာတစ်ခုပေါ့။ဒါပေမဲ့ဝိမယရဲ့အမင်းကတော့အဲ့လိုမဟုတ်ဘူး။ သူကဒါကိုလူမွေးလုပ်ငန်းစဉ်တစ်ခုတနည်းအားဖြင့်ကိုလှုပ်ဆောင်နေတဲ့အရာတစ်ခုအဖြစ်ရှုမြင်လိုက်တာပြီးသွားတဲ့ project တစ်ခုမဟုတ်ဘဲအမြင်နဲ့ဆက်ပြီးတည်ဆောက်နေရတဲ့ project တစ်ခုလို့ပါပဲကဲဒါဆိုရင်ဒီနေ့အနိမိတ်သတ်မှတ်တဲ့ဆိုတာကြီးကလက်တွေ့မှာကိုဘလူးအလုတ်လို့တာလေဟုတ်လို့မလားတရုတ်စုတွေကြားကမမြင်ရတဲ့ဒဏ္ဍာရီကိုဘလူးတည်ဆောက်ကြတယ်လေဘလူးထိန်းထိန်းကြတယ်လေ okay အဲ့ဒါကိုတစင်းချင်းစီကြည့်လိုက်ကြအောင်ဒီကိစ္စကိုနားလည်လွယ်အောင်ဥမာလေးတစ်ခုနဲ့ရှင်းပြမယ်နော် social club ခုကိုမြင်အောင်ကြည့်လိုက်ပါ လပ်တိုင်းမှာဘယ်သူတွေကအသင်းဝင်ချင်နိုင်တယ်ဘယ်သူတွေကဝင်ခွင့်မရှိဘူးဆိုတဲ့စီးမင်းတွေသက်မှတ်ချက်တွေရှိတယ်မလားအဲ့ဒါနဲ့တော်တော်လေးကိုသွားတူပါတယ်လူမျိုးစုအနေနဲ့ make တွေကလည်းအဲ့ဒီလိုပဲအလိုလိုတာပါဒီလုပ်ငန်းစဉ်တစ်ခုလုံးကိုအဓိကအဆင့်၃ဆင့်နဲ့ခွဲကြည့်လို့ရပါတယ်နံပါတ်၁ကအမျိုးအစားခွဲခြားခြင်းဆိုလိုတာကငါတို့အုပ်စုဆိုတာဘယ်သူတွေလဲဘာတွေကငါတို့ကိုတခြားသူတွေနဲ့မတူအောင်ထူးခြားစေတယ်လဲဆိုတာကိုအရင်ဆုံးသတ်မှတ်လိုက်တာ ဒုတိယအဆင့်ကတော့ဖဲထုတ်ခြင်းသူတို့လို့တတ်မှတ်ထားတဲ့သူတွေကိုအပြင်မှာပဲရှိနေဖို့အရင်အမြစ်တွေကိုကိုအုပ်စုပဲတွန်းနိုင်ဖို့စီမင်းတွေအတားစီးတွေဖန်တီးတာပေါ့နောက်ဆုံးနံပါတ်3ကတော့ပါဝင်စေခြင်းဒါကတော့အထဲမှာရှိတဲ့ငါတို့အချင်းချင်းကြားကတန်ရိုးစင်တွေတစ္ဆာစောင့်တီးမှုတွေကိုပို့ပြီးတော့ခိုင်းမအောင်တိဆောက်တာမျိုးပါဆိုတော့ဒါကမင်းကြောင်ဆွဲလိုက်တယ်ပြီးတော့ဘသူကမြင်းရက်ဒီဘက်မှာဘသူကဟိုဘက်မှာဆိုတော့အဆက်မပြတ်ဆုံးဖြတ်နေရတဲ့ကိစ္စကြီးတစ်ခုပါပဲ။ Okay အခုထိပြောခဲ့တာတွေက theory ဘာနေလို့ထင်ရနိုင်ပေမဲ့အမှန်တကယ်တော့ဒါကစာအုပ်ထဲက theory တက်တလုံးမမှန်ဖို့ပါဘူးဒီမမြင်ရတဲ့မြင်းတွေကကျွန်တော်တို့နေထိုင်နေတဲ့လက်တွေ့ဘဝမှာတကယ်ကိုအစွမ်းထက်တဲ့အကျိုးသက်ရောက်မှုတွေရှိနေပါတယ်ဥပမာဘသူကဒီနိုင်ငံရဲ့နိုင်ငံသားဖြစ်ခွင့်ရမလဲဘသူက အလုတ်ကောင်းကောင်းအိမ်ကောင်းကောင်းရလိုက်မလဲဒါတရားလုံးကဒီလူမှုရေးနေနေမိတ်တွေကဆုံးဖြတ်ပေးနေတာပါဒါတင်မဲ့လားဆိုတော့မဟုတ်သေးဘူးဘသူကကိုယ့်ရဲ့မိတ်ဆွေအိမ်ကြီးချင်း ဘသူကကို့အတွက်ချင်းချောက်မှုလဲဆိုတဲ့အမြင်နဲ့နောက်ဆုံးလူဖွဲ့ကြီးတစ်ခုမှာပฏิပခါဖြစ်မလားပူပေါင်းဆောင်ရွက်မလားဆိုတဲ့ကိစ္စတွေအထီကိုဒီမြင်းတွေကပုံဖော်ပေးနေတာပါဒီစကားကအလုံးကိုအနစ်ချုပ်လိုက်တယ်လို့ပါပဲငါတို့နဲ့သူတို့ကြားကမြင်းနေဟာဘသူကဘာကိုဘဲချေမှာဘလို့ပုံစံနဲ့ရမလဲဆိုတာကိုဆုံးဖြတ်လေးရှိတယ်ဆိုလိုတာကဒါတွေကစိတ်ကူးရင်ကဘာတွေကမြင်းနေမဟုတ်ဘူးကျွန်တော်ရဲ့ဘဝတွေကိုလူဖွဲ့စည်းတစ်ခုလုံးကိုပုံဖော်နေတဲ့တကယ့်အစစ်မှန်အင်အားစုတွေဖြစ်ပါတယ် အဲအခုကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အားလုံးကိုပြန်ကြည့်လိုက်ရင်ဒီတဲကနဲ့အဓိကယူသွားရမယ်အချက်ကဘာဖြစ်မလဲအရေးကြီးဆုံးအနစ်ချုပ်ကဘာလဲဒါတော့အဓိကအချက်ပါပဲအားလုံးမှတ်ထားမယ်အချက်ပေါ့ကျွန်တော်တို့ရဲ့အကြာကခြားနာတဲ့နင်းနီမိတ်တီဆိုတာတဘာဝတရားကြီးကပေးထားတဲ့ယာမွန်ပါဘူးအဲ့အရာတွေကိုလူတွေကျွန်တော်တို့ကိုယ်တိုင်ကဖန်တီးထားတာပါ ကျွန်တော်တို့ကိုယ်တိုင်ပဲဒီဆော့ခဲ့တယ် ီးတော့နေ့စဉ်ဘဝမှာလည်းအဲ့ဒီနီနီမိတ်တွေကိုအမြဲတမ်းပြန်လဲပြီးတော့တိဆောက်နေကြတော့မှာပဲအဲ့ဒီတော့ဒီအချက်ကဟဲ့ကျွန်တော်တို့ကိုနောက်ဆုံးမှာအရန်ကောအရေးကြီးတဲ့မိကွန်းတစ်ခုစီခေါ်သွားပါတယ်တကယ်လို့များဒီနီနီမိတ်တွေကိုဖန်တီးခဲ့တာကကျွန်တော်တို့လူတွေကိုယ်တိုင်ပဲဆိုရင်အဲ့ဒီမင်းတွေကိုပြန်ပြီးတော့ပုံဖော်ဖို့ပြန်ပြီးတော့ရေးဆွဲဖို့စွမ်းအားကတော့ကျွန်တော်တို့မှာပဲမရှိနိုင်ဘူးလားအချင်းချင်းကြမှာတတိုင်းဒီနဲနိုင်နေမြန်နဲပြီးတတိုင်းဒီပုံများတဲ့ကဘာတစ်ခုကိုဒီဆော့ဖို့ကတော့ ဒါကတော့ကျွန်တော်တို့အားလုံးအလေးနဲ့စဉ်းစားကြည့်တင်တဲ့အချက်တစ်ခုပါပဲ